နျူကလ িয়ার သဘောတူညီမှုရယူရေးတမရဒေါ်နယ်ထရန့်ကဖိအားပေးလာပြီးနောက်အီရန်ထိပ်တန်းကောင်းဆောင်အယာတိုလာအလီခါမီနီကအနိုင်ကျင့်တဲ့နိုင်ငံတွေကနှိနှိုင်းမှုတိုက်တွန်းတာဟာတခြားနိုင်ငံကြီးတွေကိုကြီးစိုးဖို့ရည်ရွယ်တာဖြစ်ပြီးပြဿနာတွေကိုဖြေရှင်းဖို့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ်အီရန်အနေနဲ့သူတို့ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့သဘောတူညီမှုမယူရင်စစ်ရေးအရနှိမ်နှင်းခံရမယ်လို့တမရထရန်ကအီရန်စီစာရေးပို့ထားပြီးမိမိအနေနဲ့အီရန်ကိုမတိုက်ခိုက်စေလိုတာကြောင့်သဘောတူညီမှုယူရင်ပိုကောင်းလိမ့်မယ်လို့ပြောထားပါတယ် မိမိတို့အနေနဲ့အီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်ပေးလို့မရတဲ့အတွက်တခုခုလုံးမှဖြစ်မယ်လို့ထရန့်ကပြောပါတယ်။ထရန့်ပို့လိုက်တဲ့စာကိုလက်ခံရရှိပြီလားဆိုတာအသေးချာမသိရသေးပေမဲ့ခေါင်းဆောင်ကြီးခါမီနီကအနိုင်ကျင့်တဲ့နိုင်ငံတွေလိုပဲတုံ့ဆွဲသွားပြီးထရန့်ကိုတိုက်ရိုက်ညွန်ပြောဆိုတာမရှိပါဘူး။အနိုင်ကျင့်တဲ့နိုင်ငံတွေရဲ့တောင်းဆိုမှုကိုမိမိတို့နိုင်ငံကလိုက်လျောလက်ခံမှာမဟုတ်ဘူးလို့ခါမီနီကပြောဆိုလိုက်တာပါ။တမရအိုဘားမားလက်ထက်ကအီရန်နဲ့ကမ္ဘာအင်အားကြီး၅နိုင်ငံနျူကလ িয়ার သဘောတူညီမှုကနေအမေရိကန်ကိုထရန့် န်ကသူ့ရဲ့ပထမသမရသက်တမ်းအတွင်နှုတ်ထွက်စေခဲ့ပြီးအီရန်ဗိုလ်ချုပ်ခါဆန်ဆိုလိုင်မန်နီကိုလှုပ်ကြံတက်ဖြတ်ခဲ့ပါတယ်။ဒုတိယအကြိမ်အင်ဖြူရော်တို့ရောက်လာပြီးနောက်သမရထရန်ကအီရန်အပေါ်အများဆုံးဖိအားပေးတဲ့ချင်းကပ်မှုတွေပြုလုပ်နေပြီးစီးပွားရေးအရာရောတက်တမန်ရေးအရာပါအထူးကြံဖြစ်အောင်လှုံ့ဆော်နေပါတယ်။အီရန်ကသူတို့ရဲ့နျူကလ িয়ার စီမံကိန်းဟာလက်နက်ထုတ်လုပ်ရေးအတွက်မဟုတ်ပဲစွမ်းအင်ထုတ်လုပ်ရေးငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ပြောထားပေမဲ့ယူရေနီယံတန်းစင်မှုတွေပုံမှုလှုံ့ဆော်နေပါတယ်။